ပြည်သူ့ radio တန်တွေကိုနောက်ဆင်ရင်ပြည်သူ့ဗျက်တီကရှေးဆမ်းမယ်ပြည်သူ့ radio ပြည်သူ့ radio ရီယိုမြန်မာရဲ့ပရိသတ်များအလုံးဝင်မင်္ဂလာပါရှင်။ဂျွန်လာဒုတိယဘတ်တွက်ထူးခြားမှုရှိခဲ့တဲ့သတင်းတွေကိုကျွန်မသီရီဝင်ကတင်ပြပေးသွားမှာဖြစ်ပါတယ်။ပထမအဆုံးတရင်အနေနဲ့ကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ပန်ရက်ကြီးရွာကိုပြီးခဲ့တဲ့ဂျွန်လာကိုရန်နေကစစ်ကောင်စီတပ်ကလီရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာကလင်းငယ်၃ဦးပါဝင်၅ဦးသေဆုံးခဲ့ပါတယ်။ အခင်ဖြစ်ခဲ့တဲ့နေရာမှာကုညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့သူတအုပ်ရဲ့ပြောပြချက်အရစစ်တပ်ကလေကြောင်းကနေဘုံကိုလုံးကျေချခဲ့တာဖြစ်ပြီးဆယ်နှစ်ယောက်ကလေးငယ်၃ဦးကျောင်းဆရာမတအုပ်နဲ့အဖိုးအိုတအုပ်တို့တိတ်ဆုံခဲ့ရတယ်လို့ပြောပါတယ်ထိခိုက်ဒဏ်ရာရရှိသူ22ဦးရှိခဲ့ပြီးလက်ရှိချိန်မှာတော့သူတို့အားလုံးအသက်အန္တရာယ်ဆိုရင်ဇာမရှိတော့ဘူးလို့ပြောပါတယ်။ ။ပန်ရဲကြေးရွာမှာတိုက်ပွဲတွေဖြစ်ပွားတာမျိုးမရှိဘဲကြေးရွာဖုံကြီးကျောင်းဝင်းထဲနဲ့စာတင်ကျောင်းနေအိမ်တွေပေါ်ကို လေရင်နဲ့ဘုံကျဲခဲရမှာပောက်ကွဲခဲတယ်လို့ပြောပါတယ်။ဘုံကျဲချခံရတဲ့ကိုထုကိုထမူလာရန်စာတင်ကြောင်းမှာကြောင်းသားကြောင်းသူ90နီးပါးစာတင်ကြနေကြတာလည်းဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးဒဝဲမြို့နယ်ထိုင်းမြမနေဆက်အနီကစစ်ကောင်စီတပ်ရဲ့ဘော်ရီစကန်ကိုကရင်မြို့သားလူမျိုးကြီးတမတော် KNL နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကတင်ပိုက်ခဲ့တယ်လို့ KNU ကရင်မြို့သားစီယုံကထုတ်ပြန်ထားပါတယ်အရီစကန်ကိုပြီးခဲ့တဲ့ဂျွန်လာ၈ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပြီးဂျွန်လာ၁၀ရက်နေ့မှာအပီးတိုင်သိမ်းနိုင်ခဲ့ပါတယ်။ ။အဲ့ဒီစခန်းကနေလက်နက်အများအပြားတင်ဆက်ရမိခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးသူတွေရှိခဲ့ပေမဲ့အရေးအတွက်အတီးကြာမသိရှိရသေးသလိုထွက်ပြေးကြသူတွေလည်းရှိတယ်လို့ KNU ကင်မျိုးသားစီယုတ်ဗိတ်တဝဲခရိုင်ရဲ့တာဝန်ရှိသူတဦးကဆိုပါတယ်။ body scan ဟာထိခိထိထစခန်းနေတဲ့သူလွန်ခဲ့တဲ့1998ခုနှစ်ကလေးကတဆွဲခဲ့တာဖြစ်ပြီးတဝဲအခြေဆိုင်ခြေလင်းတရင်ခလာရ25လက်အောက်ခံစစ်ကောင်စီတပ်အင်အား40ကျော်နဲ့တဆွဲထားတဲ့စခန်းတစ်ခုဖြစ် ဖြစ်ပါတယ်။စကိုင်းတိုင်းရင်မာပင်ခရိုင်ပလဲမြို့နယ်စပါစီရွာမှာဂျွန်လ၁၀ရက်နေ့ကစစ်ကောင်စီတပ်ရဲ့ Jet Fighter လေးရင်တစီပြက်ကြကမိလောင်ပောက်ကွဲခဲ့ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိုင်ချတပ်ဆွဲထားတဲ့ပလဲမြို့နယ်ကကန်တော့ရေစခန်းကို ပြည်သူ့လူမျိုးရေးတပ်မတော် PLA တို့ကတိုက်ခိုက်နေတဲ့အမွန်တဲချိန်နောက်မှာအဲ့ဒီ Jet Fighter လေးရင်ကအလာရောက်ဘုံကျဲရင်ကနေစပါစီရွာထဲကိုပြက်ကြခဲ့တာဖြစ်ပါတယ်။ ကန်တော့ရေစကန်ကိုဂျွန်လ2ရက်နေ့ကလေးက PLA တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေပူးပေါင်းကစကန်တိုင်တိုက်ပွဲဖြစ်တိုက်ခိုက်နေကြလေဖြစ်ပါရင်အဲ့ဒီလေရင်ကို PLA ဘက်ကမြေပြင်ကနေပြစ်ခတ်ခဲ့လို့ပြတ်ကျခဲ့တာဖြစ်ပြီးလေရင်မှုရဲ့ဥကောင်ပိုင်းနဲ့ခန္ဓာကိုယ်ပိုင်းစာရီတွေ့ရတဲ့ဆိုပြီးထုတ်ပြန်ချပါတယ်အဲ့ဒီလေရင်ဟာတရုတ်နိုင်ငံထုံး F7 အမျိုးအစားတိုက်ခိုက်ရေးလေရင်တစ်စီးဖြစ်ပါတယ် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကြုံတိုမြို့နယ်ကော့ဘော်ရွာထဲကိုစစ်ကောင်စီတပ်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့လို့အသက်၁၀နှစ်ယောက်ကလေးငယ်၂ဦးပါဝင်၆ဦးသေဆုံးခဲ့ပါတယ်။ဂျွန်လာဆလျန်နီကကြုံတိုမြို့ခမရ905တပ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ကော့ဘော်ကြီးရွာကနှာရီအိမ်ဘေးကိုလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။ အသက်၅နှစ်အရွယ်နဲ့၁၀နှစ်အရွယ်ကလေးငယ်၂ဦးပါဝင်ရွာသား၆ဦးတည်ဆုံခဲ့ရမှာ၃ဦးကတော့နေရာမှာတင်ပွဲချင်းပြီးတည်ဆုံခဲ့ကနောက်၃ဦးကတော့ဆေးကုသဖို့သွားတဲ့လမ်းမတွင်တည်ဆုံခဲ့တာဖြစ်တယ်လို့ကျုံတို့မြို့ကန်တို့ကပြောပါတယ်ခမာယာငါလီငါဟာကျုံတို့မျိုးအထကတစ်စာတင်ကြောင်းရှိမှရှိတဲ့တက်စကန်ဖြစ်ပြီးအနီးပတ်ဝန်းကျင်ကဂျီရာရီစီကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းနဲ့ပုံတိရိပ်ကျေချတာလေချောင်းကနေပစ်ခတ်တာတွေမကြာခဏလုပ်နေပါတယ် ဒါကြောင့်ကြုံလူမျိုးပေါ်နဲ့အနီးနားကြေးရွာတွေကဒေတာခန့်အများစုတို့ဟာဖက်အန်အိန္ဒုစရိုင်မျိုးတွေဘက်ကိုလွန်ခဲ့တဲ့၃လလောက်ကလေးကထွက်ပြေးတင်ရှောင်နေကြရတာလည်းဖြစ်ပါတယ်။နိုင်ငံတကာသတင်းတွေကိုဖတ်ကြည့်မယ်ဆိုရင်တော့လူပေါင်း242ဦးတင်ဆောင်လာတဲ့အိန္ဒိယနိုင်ငံအနောက်ဘက်အာမန်ဒါဘန်နဲ့လန်ဒန်ကိုပြေးဆွဲနေတဲ့အဲအိန္ဒိယလေယာဉ်တစ်စီးဟာဂျွန်လ12ရက်နေ့နေ့လယ်ပိုင်းကအာမန်ဒါဘန်လေဆိပ်အနီးမှာပဲပြတ်ကျခဲ့ပါတယ်။ Boeing 787 H Dreamliner အမျိုးအစားခီးတဲ့တင်းလေးရင်ဟာအာမရာဘတ်လေဆိပ်ကနေပြန်တက်ပြီးမကြခင်ပါရင်ပဲလူနေရွက်ွက်တစ်ခုတည်းကိုပြက်ကြကပောက်ွယ်မီလောင်ကျွမ်းခဲ့ပါတယ်။ခီးတဲ့ရီနဲ့လေရင်အမှုတန်းတွေအပါအဝင်စုစုပေါင်း242ဦးတွေကတူတာအသက်ရှင်ကျန်ရပြီးလေရင်ပြက်ကြပောက်ကွဲခဲ့တဲ့နေရာကဆေးရုံတစ်ခုကလူပေါင်း90ကျော်လို့လဲသိဆုံးခဲ့ရတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။ ။လက်ရှိချိန်ထိကေဆေးရီလုပ်ငန်းတွေကိုဆောင်ရွက်နေစေဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူတွေကိုစေကူတောင်းမှုတွေချက်ချင်းလှုံ့ဆော်ပေးနေတယ်လို့လည်းတရင်နီမှာဖော်ပြထားပါတယ်။နောက်ဆုံးသတင်းကိုတင်ပြရမယ်ဆိုရင်အီရန်နိုင်ငံရဲ့နျူကလ িয়ার ထုတ်လုပ်မှုကိုရပ်တန့်ဖို့ဆိုတဲ့ဆွဆွဲချက်နဲ့ဂျွန်လ23ရက်နေ့ကအီရန်နိုင်ငံတီဟီယန်မြို့ကို အစ္စရေးကအလီချောင်းကနေစတင်တိုက်ခိုက်လိုက်ပါတယ်။ အီရန်တော်လှန်ရေးတပ်ဖွဲ့ရဲ့စစ်ဦးစီးချုပ်ဟူစိန်စလာမီစစ်တပ်အကြီးအကဲမိုဟာမက်ဘာကီရီနဲ့နျူကလ িয়ার သိပ်ပံပညာရှင်နှစ်ဦးတို့တိုက်ဆုံသွားခဲ့ရလို့အီရန်အစိုးရကအတည်ပြုထားသလိုလူနေရပ်ကွက်တွေတဲ့တိုက်ခိုက်မှုတွေကြောင့်ကလင်းငယ်ရီတိုက်ဆုံခဲ့ရလို့လည်းဆိုပါတယ်အီရန်နဲ့အစ္စရေးနှစ်နိုင်ငံလုံးတို့ဟာသူတို့ရဲ့လေပိုင်နက်တွေကို ပိတ်ထားပြီးတိုက်ခိုက်တာတွေဆက်ဖြစ်လာနိုင်လို့နိုင်ငံတကာအစိုးရတွေဟာတီဟီယန်ကတန်တမန်တွေကို ပြန်လည်ခေါ်ယူထားကြပါတယ်။ အီရန်နေနဲ့နျူကလ িয়ার အစီအစဉ်ဟာငြင်းချရေးအတွက်ရည်ရထားတယ်လို့ဆိုထားပြီးအခုလိုတိုက်ခိုက်ခံရတဲ့အတွက်အစ္စရေးကိုလက်တော့ပြန်သွားမယ်လို့လည်းအီရန်ကောင်ဆောင်အယာတိုလာခါမီနီကသတိပေးထားပြန်ပါတယ်။ဒီတစ်ပတ်ရဲ့သတင်းကောင်းနှုတ်ချက်တွေကတော့ဒီလောက်ပါပဲ People's Radio မှာပရိသတ်တွေများဘေးရန်ကင်းကွာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် Radio ရောတန်တွေကိုနောက်ဆင်းရင်ပြည်သူပဲရတီကရှေးဆမ်းမယ်ပြည်သူရေဒီယိုပြည်သူရေဒီယိုဟောမှာပြည်သူ